မင်္ဂလာပါရှင်ဒီနေ့ဆက်ပြီးရှင်းပြပေးမှာကတော့တသက်မရန်တင်ချတဲ့ကအခန်းနဲ့နေ့တသက်မ3ဂိမ်းများကိုစား၍ပြက်မပြက်စမ်းတက်နည်းများပဲဖြစ်ပါတယ်အပေါင်းဂိမ်းပြည့်များကိုနေ့3 5 9 10တို့ဖြစ်စား၍ပြက်မပြက်စစ်စေးနည်းတို့ကိုစတမရန်တွင်လှိလာခဲ့ပြီးဖြစ်၍ယခု၄၈၁တို့ဖြစ်စား၍ပြက်မပြက်စစ်စေးနည်းတို့ကိုလှိလာကြပါမည်တဲ့ဟုတ်ပြီအဲ့တော့ကျွန်တော်တို့က grade 6မှာကလေးက မင်းနဲ့စားလို့ပြက်လားမပြက်ဘူးလား3ရက်5ရက်6ရက်10ရက်စားလို့ပြက်လားမပြက်ဘူးလားဆိုတာလေလာတင်ယူခဲ့ပြီးပြီဒီတော့ဒီမှာကျတော့ဆရာမတို့က4ရက်8ရက်7ရက်နဲ့စားလို့ပြက်မပြက်စစ်ဆေးမယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ဆရာမတို့ကသင်ငန်းစာကိုရှေ့ကိုမသွားခင်မှာနှစ်နဲ့ပဲချိန်မှာစားလို့ပြက်တယ်လဲဆိုတာလေးကိုတစ်ချက်စဉ်းစားကြည့်မယ်အဲ့တော့ဂိမ်းတစ်ခုကစုံဂိမ်းဖြစ်နေမယ်ဆိုလို့ရှိရင်သူကနှစ်နဲ့စားလို့ပြက်တယ်နောက်တစ်ခု3နဲ့စားလို့ပြက်မပြက်ကဂိမ်းတွေအကုန်လုံးကိုပေါင်းလိုက်မယ်ဥပမာ ဥပမာပေါ့နော်ဆရာမတို့ကဆက်နှစ်ပေါ့ဆက်နှစ်ဆိုလို့ရှိရင်သူ့ကိုပေါင်းလိုက်မယ်တစ်အပေါင်းနှစ်ကိုပေါင်းလိုက်တဲ့အခါမှာ3ရတယ်အဲ့ဒါဆိုလို့ရှိရင်3နဲ့စာလို့ပြတ်တယ်ဒါဆိုလို့ရှိရင်ဆရာမတို့ကမှတ်ထားရမှာဒီ3ရမယ်6ရမယ်9ရမယ်ဆိုရင်3နဲ့စာလို့ပြတ်တယ်ဒါက3နဲ့စာလို့ပြတ်တဲ့ကင်းနောက်တစ်ခုက9ဆိုတာကကင်းတစ်လုံးက9နဲ့ဆုံးရင်ဆုံးဒါမှမဟုတ်3ရနဲ့ဆုံးမယ်ဆိုလို့ရှိရင်9နဲ့စာလို့ပြတ်တယ်9နဲ့စာလို့ပြတ်မဲ့ကင်းဒီ ခုနလိုမျိုးပဲဆံမတို့ကပေါင်းလိုက်မယ်ခွဲပြီးတော့မှပေါင်းလိုက်လို့ကိုးရတယ်ဆိုလို့ရှိရင်ကိုးနဲ့စားလို့ပြတ်မယ်30ဆိုတာကတော့၃ညနဲ့ဆုံးမှပဲ30နဲ့စားလို့ပြတ်တယ်ဒါကစထမတိုင်းကလေးကလေးလာတင်ယူခဲ့ပြီးသားဒီတော့ဒီမှာကဆံမတို့၄နဲ့၈နဲ့စားမပြက်လားမပြက်ဘူးလားဆိုတော့စမ်းသပ်နေတယ်လေ့လာကြည့်မယ်။တင်းနဲ့၁၀ကို၄ဖြင့်အပြက်မစားနိုင်တော့လဲ။တရက်၁၀ရက်ကို၄နဲ့အပြက်မစားနိုင်ဘူး။ဒါပေမဲ့တရ၁၀၀၁၀၀၀ကိုတော့၄နဲ့စားလို့ပြက်တယ်။ ဟုတ်ပြီဒါဆိုလို့ရှိရင်ဆက်လက်ပြီးတော့မှ4928ကို6နဲ့အပြည့်စားနိုင်မစားနိုင်လေ့လာကြည့်ပါမယ်တဲ့အဲ့တော့ဆရာမတို့ဒီမှာကြည့်ထားရမှာဒီ100ကိုစားလို့ပြတ်တယ်1000ကိုစားလို့ပြတ်တယ်1000ကိုစားလို့ပြတ်တယ်ဆိုရင်ဒီမှာစဉ်းစားကြည့်မယ်4000ဆိုတာက4အမြောက်1000ဒါဆိုရင်သူ့ကို4အမြောက်1000ဆိုတော့6နဲ့စားလို့ပြတ်တယ်900ဆိုတာက9အမြောက်100 100ကို6နဲ့စားလို့ပြည့်ရင်900ကိုလည်း6နဲ့စားလို့ပြည့်တယ် ဒီတော့ခွန်အမြောက်တရာကိုလည်း၄နဲ့စားလို့ပြတယ်အဲ့တော့နှစ်အမြောက်30 30ကိုလည်းမပြတ်ဘူးတစ်ကိုလည်းမပြတ်ဘူးလို့ဆရာမတို့ဒီမှာတိထားခဲ့တာဆိုတော့နှစ်အမြောက်30ရဲ့ရှစ်အမြောက်တစ်ကိုဆရာမတို့ကဘယ်လိုစဉ်းစားမလဲဆိုတော့နှစ်အမြောက်30က20ရှစ်အမြောက်တစ်က8 20အပေါင်း8က28ဒီနှလုံးကိုစဉ်းစားမယ်ဒီနှလုံးကို၄နဲ့စားလို့ပြတ်လားမပြတ်ဘူးလားစဉ်းစားကြည့်မယ်ဟုတ်ပြီနော်အဲ့တော့၄နဲ့စားကြည့်မယ် ်4428အဲ့တော့28ကို4428ဝင်လို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကကင်4928ကို4နဲ့စားလို့ပြတ်တယ်ဟုတ်ပြီနော်အဲ့တော့ဘယ်လိုစဉ်းစားကြလဲဆိုတော့1000ကို4နဲ့စားလို့ပြတ်ရင်4000ကိုလည်း4နဲ့စားလို့ပြတ်မယ်တရားကို၄နဲ့စားလို့ပြင်900ကို၄နဲ့စားလို့ပြင်မယ်ဒါဆိုရင်ကျန်နေတဲ့နှလုံးကိုပေါင်းကြည့်လိုက်မယ်28အဲ28ကို၄ရဲ့၄ဝင်ကြည့်မယ် 6928ဟုတ်ပြီပြက်တယ်ဆိုလို့ရှိရင်ရှေ့ကဂိမ်းနေရပြက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာဆံမလို့တိထားရမှာက4928ကပြက်တယ်ဆိုတော့သိရမှာနော်။အဲဒါကြောင့်အဝါလေးထဲမှာပါတယ်ပြထားလဲကြည့်အောင်။ဂိမ်းတစ်လုံးဤနောက်ဆုံးနှလုံးပါတော့ဂိမ်းကို၄ဖြစ်အပြက်စားနိုင်လျင်ထိုဂိမ်းတစ်ခုလုံးကို၄ဖြစ်အပြက်စားနိုင်သည်။ဒါလေးကိုမထိုင်ရပါဘူး။ဂိမ်းတစ်လုံးရဲ့နောက်ဆုံးမှာရှိတဲ့နှလုံး ိနှလုံးကိုဆရာမတို့ကလေးနဲ့စားမပြက်လားမပြက်ဘူးလားစဉ်းစားကြည့်မယ်လေးနဲ့စားလို့ပြက်တယ်ဆိုရင်အဲ့ဒီ gain တစ်ခုလုံးကိုလေးနဲ့စားလို့ပြက်တယ်ဟောဗီဒီတက်ခါတော့ gain တစ်လုံးဤနောက်ဆုံးကနန်း၃လုံးပါတော့ gain ကို၈ဖြစ်အပြက်စားနိုင်လျင်ထိုး gain တစ်ခုလုံးကို၈ဖြစ်အပြက်စားနိုင်တယ်အဲ့တော့၈နဲ့စားလို့ပြက်မပြက်စဉ်းစားတဲ့အချိန်မှာတော့ဆရာမတို့ gain ၃လုံးကိုစဉ်းစားရပါမယ်၁၂,၅၀၄မှာ gain ၃လုံး၅၀၄ကိုဆရာမတို့က၈နဲ့စားကြည့်မယ် ဟုတ်ပြီနော်အဲ့တော့900လေးကို10နဲ့စားလို့ပြတ်တယ်ဆိုရင်ဒီက12500နဲ့လေးကို10နဲ့စားလို့ပြတ်မယ်ဟုတ်ပြီလားအဲ့တော့စားကြည့်အောင်86448ဟုတ်ပြီနော်24အဲ့တော့24ကျန်တယ်ရှစ်3လီ24ဟုတ်ပြီ900လေးကို10နဲ့စားလို့ပြတ်တယ်ပြတ်တယ်ဆိုတော့12500နဲ့လေးကိုလည်း10နဲ့စားလို့ပြတ်ပါတယ်ဟုတ်ပြီလား နောက်ထပ်ကခါခွေ17ဖြစ်စားရပြတ်မပြတ်ဆန်းတက်နေဒီမှာကဒီနီးလေးကနည်းနည်းတော့ရှုပ်တယ်ဒါအောင်ဆရာမပြောပြမယ်နော်ရှင်းရှင်းလေးသိချင်တော့ဒီဟာလေးကိုမှတ်ထားလိုက်ချာဟုတ်ပြီလားဒါပေမဲ့ဒီအပေါ်ဟာဟာလေးကိုလည်းနည်းနည်းလေးတော့အကြံဖြင့်အဖြစ်သိအောင်လို့ဆရာမတို့ကနည်းနည်းလေးလေ့လာကြည့်လိုက်မယ်ဒီမှာပေးထားတာဒီခု10ရာ1000တောင်းသိန်း2963813ကို17ဖြစ်စားရွေးပြတ်မပြတ်လေ့လာကြပါမည်တဲ့ အဲ့တော့သူ့ကိုဆရာမတို့ဖြန့်လိုက်မယ်။နှစ်သိန်းဆိုတာကနှစ်အမြောက်တစ်သိန်း။နှစ်သိန်းပြီးတော့9000။9000ဆိုတာက9အမြောက်တစ်သောင်း။6000ဆိုတာက6အမြောက်တစ်ထောင်း။800ဆိုတာက8အမြောက်100နဲ့10ဆိုတာဒီ10ဆိုတာဒီ10အမြောက်10ပြီးတော့3ဟုတ်ပြီနော်အဲ့ဒီခါမှာဆရာမတို့ဘယ်လိုစဉ်းစားမလဲဆိုတော့10ဆိုတာက17အနှုတ်10လို့စဉ်းစားလိုက်မယ်နောက်ဆုံးကနေ10ဆိုတာက17ကိုပါစေခြင်းလို့ဆရာမတို့ကနော်17အနှုတ်10လို့စဉ်းစားမယ် 100ဆိုတာက69အပေါင်း30 69အပေါင်း30လို့ဘာကြောင့်စဉ်းစားတာလဲဆိုတော့69ကို17နဲ့စားလို့ပြတ်တယ်နောက်တစ်ခုကတထောင် ဆိုတာကတရက်တအနုအစော်ဒီတထောင်တအနုတတထောင်တကိုစဉ်းစားရခြင်းအကြောင်းရင်းက17နဲ့စားလို့ပြတ်တယ်ဒါက17ကလည်း17နဲ့စားလို့ပြတ်တယ်69ကလည်း17နဲ့စားလို့ပြတ်တယ်တထောင်နဲ့တကလည်း17နဲ့စားလို့ပြတ်တယ် ဟုတ်ပြီတထောင်ဆိုတာက9999အပေါင်း1ဒါကလည်း17နဲ့စာလို့ပြတ်တဲ့ခင်တသိန်းဆိုတာကတသိန်းနဲ့1အနုတ်10ဆိုပြီးမှစဉ်းစားလိုက်မယ်ဒီဂိမ်းတွေအကုန်လုံးဒီ17နဲ့စာလို့ပြတ်တဲ့ဂိမ်းတွေအဖြစ်ဆံမတော့ကစဉ်းစားလိုက်တာဟုတ်ပြီနော်အဲ့တော့10လို့မရေးဘဲနဲ့17နှုတ်10လို့ရေးမယ်100လို့မရေးဘဲနဲ့99အပေါင်း1လို့ရေးမယ် တချောင်လို့မရေးပဲတချောင်တက်အနှုတ်တက်လို့ရေးမယ်ဒီလိုဘာကြောင့်ရေးရတာလဲဆိုတော့ဒီ game နေအားလုံးဒီ setting နဲ့စားလို့ဖြစ်တဲ့ game နေဖြစ်တယ်ဆရာမတို့က setting နဲ့စားလို့ဖြစ်တဲ့ game နေနဲ့အစားထိုးလိုက်တာဟုတ်ပြီအဲ့ဒါဆိုတော့ဒီမှာဆိုရင်936813ကိုဆရာမတို့ကဖြန့်လိုက်မယ်ဒီမှာနှစ်အမြောင်းသသိန်းသသိန်းဆိုတာကိုဘာနဲ့အစားထိုးမလဲဆိုတော့သသိန်းတက်သသိန်းတက်အနှုတ်တက်ဆိုပြီးမှအစားထိုးလိုက်မယ်နောက်တစ်ခုကအပောင်းကို ကိုရဲဒီမှာ90ရာ ထောင်တောင်း90ရာထောင်တောင်းကိုဆက်မလို့တသောင်းလုံးမရတော့ပဲနဲ့9999အပေါင်းတက်ဆိုပြီးတော့ဒီလိုအစားတို့လိုက်မယ်နောက်တစ်ခုက6အန်6အန်မြောင်တရာတထောင်တက်အနုတ်တက်ဒီလိုမျိုးအစားထုတ်လိုက်မယ်တထောင်နေရာမှာတထောင်တက်အနုတ်တက်နောက်တစ်ခုကတရာနေရာမှာ99အပေါင်းတက်ဆိုပြီးမှအစားထုတ်မယ်30နေရာမှာ7အနှုတ်တက်ဆီမှာအစားထိုးမယ်ပြီးတော့နောက်က3က3အမြောက်တက်ကအဲ့တိုင်းလာမယ်။နောက်ပြီးနော်ဒါကအစားထိုးလိုက်တာ ဟုတ်ပြီဒါဆိုရင်သူကဆင်မတို့ကနှစ်အမြောက်ဒါနဲ့လည်းမြောက်တယ်နှစ်ကတစ်နဲ့လည်းမြောက်တယ်အဲ့ဒီသဘောရောက်သွားပြီဆိုတော့နှစ်အမြောက်ဒါကသတိနဲ့တစ်ဒါတခုနော်ဟုတ်ပြီနှစ်အမြောက်တစ်ကိုကျတော့ဆင်မတို့ဒီနာလေးမှလာရေးလိုက်မယ်အနုံနှစ်ဆင်မတို့ကပေါင်းထဲတယ်နှုတ်လိုက်တယ်ဆိုတော့ကိန်းတွေအကုန်လုံးကိုဒီဘက်မှာလာပြီးတော့ရေးမယ်ဟုတ်ပြီနော်နောက်တစ်ခုက6အမြောက်6969မြောက်လိုက်မယ် ပြီးတော့မှကိုအမြောက်1ဆိုတော့ဒီဂိမ်းကိုဒီမှာလာရေးမယ်သူကအပောင်းဒီမှာပေါင်းထားတာမဟုတ်လို့နောက်တစ်ခု6အမြောက်တစ်ထောင်း sorry တစ်ထောင်နဲ့1ဟုတ်ပြီတစ်ထောင်နဲ့1ကိုဒီမှာလာရေးမယ်6အမြောက်1ထောင်အမြောက်1က6ရရဲအဲ့6ကိုဒီမှာလာရေးမယ်သူကလက္ခဏာအနှုတ်8အမြောက်99ကိုဒီမှာရေးမယ်8အမြောက်1ဖြစ်တဲ့ဒီကအပောင်း8ကိုဒီမှာလာရေးမယ်သူ့ကိုဒီဘက်မှာကျွန်တော်တို့ကဂရင်းလေးခတ်ပြီးတော့တိကျန်ထားလိုက်မယ်စစ်ဆက်တက်လေးက7 ပြီးတော့မှတစ်တက်လီကတစ်အနှုတ်တစ်ကိုလည်းဒီမှာလာရေးလိုက်မယ်နောက်တစ်ခုကတစ်သုံးလီ sorry ဒီဟာသုံးကဒီပါလာပြီးတော့မှပေါင်းလိုက်မယ်ခုနေရာမှာအကုန်လုံးလာပြီးတော့မှပေါင်းလိုက်မယ်ဟုတ်ပြီနော်အဲ့ဒီခါကျတော့ဆရာမတို့ကဒီမှာရထားပြီဒါလေးကိုတစ်ချက်ရှင်းမယ်အဲ့တော့ရှင်းတဲ့အခါမှာဒီ3ရယ်ဒီ3လေးကိုခဏထားလိုက်မယ်နော် shit အကအပန်းဒီမှာ9ကအပန်းအဲ့တော့ဆိုတော့ဒီကအနှုတ်6ရယ်အနှုတ်2ရယ်ကိုပေါင်းတာကအနှုတ်8 အနှုတ်6ရဲ့အနှုတ်2ရဲ့ကအနှုတ်6အနှုတ်6ရဲ့အနှုတ်1ရဲ့ကအနှုတ်9အဲ့ဒီအနှုတ်9နဲ့ဒီကအပေါင်း9နဲ့ဒီခြေလိုက်မယ်ဟုတ်ပြီနော်ခြေလိုက်တဲ့အခါမှာဆမရောနောက်ဆုံးဘာကျန်လဲဆိုတော့6ရဲ့3ရဲ့ကျန်နေ6အပေါင်း3က17ဒါဆိုရင်နောက်ဆုံးမှာ17ရသွားပြီဟုတ်ပြီနော်ဒီ6မှာလည်း17ရှိတယ် ဒါဆိုတော့ခုနရှင်းထားတာနော်ပြီးတော့မှဒီနောက်ကရှင်းလိုက်တဲ့ဒီ green ကလည်းစစ်တက်ရတယ်ဒါဆိုလို့ရှိရင်ဒီ gain ကို17နဲ့စားလို့ပြတ်တယ်ဆိုတော့တွေ့ရနည်းနည်းလေးတော့ရှုပ်ပါတယ်နော်အဲ့တော့ဒီမှာနှုတ်လိုက်ပေါင်းလိုက်တွေလှုပ်ထားတဲ့ gain တွေအကုန်လုံးကိုဒီဘက်မှာလာပြီးတော့ဖယ်ထားတာဟုတ်ပြီနော်အဲ့တော့ဒီလိုမှရေးတဲ့အခါမှာဒီမှာတစ်ခါနှုတ်တယ်ဒီမှာပေါင်းတယ်နှုတ်တယ်ပေါင်းတယ်နှုတ်တယ်အဲ့တိုင်းသွားထားတာဟုတ်ပြီနော်အဲ့တော့ဒီမှာဒီဘက်မှာဒီဘက်ကပေါင်းလိုက်နှုတ်လိုက်လှုပ်ထားတဲ့ gain တွေအားလုံးကိုတဆူးဆူးလိုက်ပြီးတော့မှ green စ green ပိတ်လေးနဲ့သွားပြီးထည့်ပြီးတော့မှဒီမှာရှင်းထားတယ် ဟုတ်ပြီနော်အဲ့တော့ဒီဟာလေးကိုရှင်းလိုက်တော့စတက်ရတယ်စတက်ရတော့သူကစားလို့ပြက်တယ်စတက်နဲ့စားလို့ပြက်တယ်ဟုတ်ပြီဒါဆိုရင်ဆက်ပြီးကြည့်အောင်ဒီနီးကတော့ပို့ပြီးတော့လွယ်ပါတယ်ကိန်းတလုံးကို ခုနေရာမှာစာရွေးရှိသက်လည်းသူ့ကိုခုနေရာနဲ့စပြီးရှိမယ်ဒါမှကိန်းပေါ့နော်မှကိန်းပထမတတိယပြင်ဆင်မှပထမတတိယပြင်ဆင်မှဆိုမှရှိမယ်အဲ့လိုရှိလိုက်တဲ့ကိန်းကလေးနေပေါင်းမယ် ဲ့လိုပေါင်းလို့ရတဲ့ပေါင်းလက်နဲ့စုံနေရမှာရှိတဲ့ဟာဒီမှာနှစ်သုံးလို့ဒါစုံနေရမှာရှိတဲ့ဂိမ်းတွေကိုပေါင်းမယ်အဲ့လိုပေါင်းလိုက်တဲ့ပေါင်းလက်နှစ်ခုခြားနာခြင်းသူနှုတ်လိုက်တဲ့အခါမှာနှုတ်လိုက်လို့စတစ်ရရတယ်ဆိုလို့ရှင်သူက7နဲ့စာလို့ပြတ်ဟုတ်ပြီနော်အဲ့တော့ဆက်ပြီးတော့ကြည့်အောင်3ခွန်နှစ်ကို3929ကို17ဖြစ်အပြည့်စားနိုင်မစားနိုင်ဆန်းစစ်မီဆိုလျင်မှနေရာမှာရှိတဲ့ကင်းနေပေါင်းမယ်ကိုအပေါင်းခွန် ခွန်အပေါင်းကိုဘယ်လိုပေါင်းပေါင်းရလဲခွန်အပေါင်းကိုအနော်၃အပေါင်းနှစ်ဆိုမှပေါင်းလိုက်မယ်ကိုအပေါင်းခွန်ခွန်ပေါင်း96 3အပေါင်းနဲ့ကငါသူတို့ခြားနာလိုက်တော့17ဒါကြောင့်မလို့3929ကို17နဲ့အပြည့်စားနိုင်တယ်နောက်တစ်ခု14983ကို17ဖြစ်အပြက်စားနိုင်မစားနိုင်ဆန်းဆက်မီဆိုလျင်အဲ့တော့ဒီမှာမှတ်ဂိမ်းတွေကိုပေါင်းလိုက်မယ်မှတ်နေရမှာရှိတဲ့ဂိမ်းတွေ ၃၅နေရာမှာပထမတတိယပြင်ဆင်မနေရာမှာရှိတဲ့ကိနေပေါင်းမယ်ပြီးတော့မှဒီကစုံနေကိုပေါင်းလိုက်မယ်၄ရက်၈ရက်ကိုပေါင်းမယ်ပြီးတော့ဒါ၂ရက်၇ရက်၈ရက်၃ရက်ကိုပေါင်းလိုက်မယ်၃ခွန်၂ကိုပေါင်းတယ်၁၂ရက်ရှေ့အပေါင်းလေးကိုပေါင်းတယ်၁၂ရက်၁၂အနုတ်၁၂က၃ညဖြစ်တဲ့အတွက်ကြောင့်မလို့၂၄၈၃ကို၁၁ဖြင့်အပြည့်စားနိုင်သည်တော့၁၁ရရင်၃ညရလို့ရှိရင်သူကအပြည့်စားနိုင်တယ် အဲ့တော့ဆရာမတို့ကဒီလိုခြားနားလိုက်ပြီးတော့တွက်တာတော့ဒီပေါ်ကတွက်နေထက်ပိုလွယ်တယ်။ဒီလိုခြားနားလိုက်လို့စတက်ရတယ်။ဟုတ်ပြီနော်စတက်ရတယ်ဆိုရင်သူ့ကိုစတက်နဲ့စားလို့ပြတ်တယ်။ဒါကြောင့်မလို့ဆရာမတို့ရဲ့ဒီမှာရှိနေတဲ့ဂိမ်းဒီစတက်နဲ့စားလို့ပြတ်တယ်ပေါ့နော်။အဲ့တော့အဲ့ဒီကနေရာမှာရှိတဲ့ခနန်းနေရဲ့ပေါင်းလက်ကိုဆရာမတို့ကခြားနားမယ်။ခြားနားလို့ရတဲ့အဖြေကိုစတက်နဲ့စားလို့ပြတ်တယ်ဆိုရင်အဲ့ဒီဂိမ်းကိုစတက်နဲ့စားလို့ပြတ်တယ်။ 17ရမှ3ရမှတော့မဟုတ်ဘူးဥပမာ22ရတယ်ဆိုရင်22ဒီ17နှစ်လီ22ဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ပေးထားတဲ့ gain ဒီ17နဲ့စားလို့ဖြစ်တယ်သဘောပေါက်ပြီးထင်ပါတယ်နော်အော်ဘယ်တော့ smart လေးချိန်ခန်းလေးတစ်ပတ်သုံးတော့သွားမယ်အောက်ပါ gain တို့ကို2 3 4 5 6 9 10တို့ဖြစ်အပြည့်စားနိုင် မစားနိုင်စမ်းစစ်ပါတဲ့အဲ့တော့ဘာတွေနဲ့စားနိုင်နေဘာတွေနဲ့မစားနိုင်ဒါလေးကိုရှင်းရုံပါပဲ ကကြီးကိုစဉ်းစားကြည့်မယ်390 390 90ဆိုတာဒီစုံကိန်းဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကိုနှစ်နဲ့စားနိုင်တယ်။ဟုတ်ပြီနော်။၃နဲ့စားလို့ရမရဆိုတာဒီ9ရဲ့3ရဲ့ပေါင်းမယ်။9အပေါင်း3က3အပေါင်း9 9အပေါင်း3ပေါ့နော်။ဒီလိုအကြမ်းထဲမှာပေါင်းကြည့်မယ်။အဲ့တော့စနဲ့ရတယ်စနဲ့ဆိုတော့1အပေါင်းနဲ့က3ရတာဖြစ်တဲ့အတွက်ကြောင့်မလို့3နဲ့စားလို့ပြတ်တယ်။ဒါဆိုရင်ဒီမှာ3ဝက်ရှိလိုက်မယ်။ ဟုတ်ပြီနော်လေးနဲ့စားလို့ပြက်လာမပြက်ဘူးလားဆိုတာစဉ်းစားကြည့်ဖို့ရန်အတွက်ဒီ60ဆိုတဲ့ကိန်းကိုဆရာမတို့ကလေးနဲ့စားကြည့်ရမယ်အဲ့တော့60ကိုဆရာမလေးနဲ့စားကြည့်မယ်လေးနဲ့လေးက8တက်ကြံနဲ့လေးနဲ့လေးက8ဆိုတော့သူ့ကို9နဲ့ sorry လေးနဲ့စားလို့မပြက်ဘူးအဲ့တော့လေးနဲ့စားလို့မပြက်ဘူးဆိုတော့ဆရာမကဒါ तू စားလို့မပြက်တဲ့ကိန်းလေးနဲ့စားလို့မပြက်ဘူး9နဲ့စဉ်းစားမယ်3ညနဲ့ဆုံးတာဖြစ်တဲ့အတွက်ကြောင့်မလို့9နဲ့စားလို့ပြက်တယ် အမေနောက်တစ်ခုကရှင်းနဲ့ရှင်းနဲ့စားလို့ပြက်မပြက်ကိုကြာတော့ဆရာမတို့ကလေးနဲ့စားလို့ပြက်ရင်ရှင်းနဲ့စားလို့ပြက်တယ်ဒါမှတ်ထားရမယ်လေးနဲ့စားလို့မပြက်ဘူးဆိုရင်ရှင်းနဲ့လည်းစားလို့မပြက်ဘူးအဲ့တော့ဒါစားလို့မပြက်တာရှင်းနဲ့လည်းစားလို့မပြက်ဘူးနှစ်3ကပြီးတော့ခါကြတော့နှစ်3 4 5 8ပြီးတော့ခုအဲ့တော့သူ့ကိုပေါင်းလိုက်တယ်ဆရာမတို့ကပေါင်းလိုက်တဲ့အခါမှာ3ရတယ်ကိုမရအောင်နော်အဲ့ဒီခါကြတော့ကိုနဲ့စားလို့မပြက်ဘူးဘာပေါက်ပါလဲနော်အဲ့ဒီခါကြတော့ကိုနဲ့စားလို့မပြက်တော့ဆရာမတို့10နဲ့စဉ်းစားမယ် တုံညနဲ့ဆုံးတဲ့အတွက်ကြောင့်မလို့30နဲ့စားလို့ပြတ်တယ်။အဲ့ဒီတော့ဆရာမတို့ဒါကိုအဖြေရေးမယ်300နဲ့90 390ကို2330နဲ့ကောမှာ3ကောမှာ5ကောမှာ30တို့ဖြင့်30တို့ဖြင့်အပြည့်စားနိုင်ပြီ။ အဲ့အပြတ်မစားနိုင်တာပါလဲဆိုတော့၄ရဲ့၈ရဲ့၉ရဲ့၄កောမှာ၈កောမှာ၉တို့ဖြင့်အပြတ်မစားနိုင်ပါရပြီလား အဲ့တော့ကျွန်တော်တို့ဒီအတိုင်းလေးပဲစအောင်ရေးရမယ်390ကို2350တို့ဖြစ်အပြတ်စားနိုင်ပြီး689တို့ဖြစ်အပြတ်မစားနိုင်ပါကျန်တာကတော့ကျွန်တော်တို့ကအပြင်းပါပဲစဉ်းစားရပါမယ်ဟုတ်ပြီဒါဆိုရင်ခကွေးကိုစားပြီးတော့စဉ်းစားကြည့်အောင်120နဲ့ကြောက်ဟုတ်ပြီသူကစုံကိန်းဖြစ်တဲ့အတွက်ကြောင့်မလို့နင့်နဲ့စားလို့ပြက်မယ်သူ့ကိုပေါင်းကြည့်မယ်6 9 8 9ပေါင်းလိုက်တော့9ရတဲ့အတွက်ကြောင့်မလို့သူက3နဲ့စားလို့ပြက်မယ် ဟုတ်ပြီနော်၃နဲ့စားလို့ပြတ်တယ်၄နဲ့စဉ်းစားကြည့်မယ်26ကို၄နဲ့စားမယ်၄9 20 46 24 48အဲ့တော့သူဒီ၄နဲ့စားလို့မပြတ်ဘူးဒါမပြတ်ဘူးနော်ဟုတ်ပြီအဲ့အခါကျတော့9နဲ့စဉ်းစားမယ်9နဲ့မစုံဘူး3နဲ့မစုံဆိုတော့9နဲ့စားလို့လည်းမပြတ်ဘူးနောက်တော့8အဲ့တော့၄နဲ့စားလို့မပြတ်ရင်8နဲ့လည်းစားလို့မပြတ်ဘူးဆိုတော့8ကဒီဘက်မှာလာရေးမယ် နောက်တစ်ခုကကိုခုနပေါင်းလိုက်တော့6 8 900ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့9နဲ့စားလို့ပြက်မယ်။ကုံညနဲ့ဆုံးတာမဟုတ်တဲ့အတွက်ကြောင့်မလို့30နဲ့စားလို့မပြက်ဘူး။ဒါဆိုရင်ဒီစားလေးကိုဆင်မလို့ရေးကြည့်မယ်။ဆိုရင်126ကိုနဲ့ကောမှာ3ကောမှာ9ဒုဖြစ်အပြက်စားနိုင်ပြီ။အဲဆင်မနှစ်ပုတ်လောက်ရေးပြပြီးကျန်တာရောစဉ်းစားနည်းကိုပဲပြောလိုက်ပါမယ်။ အပြတ်စားနိုင်ပြီး၄ကောမ၅ကောမ၈တို့ဖြစ်အပြတ်မစားနိုင်ပါငါငယ်စမ်းမယ်969 960ခွန်ဆိုတာမှကိန်းဖြစ်တဲ့အတွက်ကြောင့်မလို့နှစ်နဲ့စားလို့မဖြစ်ဘူးအဲသူ့ကိုပေါင်းကြည့်လိုက်မယ်9အပေါင်း6အပေါင်းခွန်9ရက်6ရက်က17 17အပေါင်းခွန်က18 18ဆိုတာက1အပေါင်း8 1အပေါင်း8က9ဒါဆိုရင်သူက3နဲ့စားလို့ဖြစ်တယ်ဒါကစားလို့မဖြစ်တာဒါကစားလို့ဖြစ်တယ်ဟုတ်ပြီနော်၄နဲ့စားမယ် 69ဆိုတော့သူကမှခင်ဖြစ်တဲ့အတွက်ကြောင့်မလို့လေးနဲ့လဲစားလို့မပြတ်ဘူးလေးကလည်းစုံကိန်းဖြစ်မှစားလို့ပြတ်မှာဟုတ်ပြီနော်အဲ့ခါကျတော့လေးရလဲဒီဘက်မှာလာထားမယ်3ကပြတ်သွားပြီသူ့ကိုပေါင်းလိုက်တော့ခိုးရတယ်ဟုတ်ပြီအဲ့တော့2ရဲ့3ရဲ့သူကခွန်နဲ့ဆုံးနိုင်ဖြစ်တဲ့အတွက်ကြောင့်9နဲ့လဲစားလို့မပြတ်ဘူးဟုတ်ပြီနော်နောက်တစ်ခုက10လေးနဲ့စားလို့မပြတ်ရင်10နဲ့လဲစားလို့မပြတ်ဘူး တုံညနဲ့ဆုံးတာမဟုတ်တဲ့အတွက်သစဲနဲ့လည်းစားလို့မဖြစ်ဘူး။ဒါဆိုရင်ကျွန်တော်တို့စဉ်းစားကြည့်မယ်။သူကပေါင်းလိုက်တော့ကိုးရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုးနဲ့စားလို့ဖြစ်တယ်။ဒါဆိုရင်ဒီစာကိုရေးတဲ့အခါမှာ969ကို3.9နဲ့9ဖြစ်အပြက်စားနိုင်ပြီး2.4 5.8 10.0တို့ဖြစ်အပြက်မစားနိုင်ပါ။အော်ဘေးကကြီးက4566အဲ့တော့ စုံကိန်းဖြစ်တဲ့အတွက်ကြောင့်နင့်နဲ့စားလို့ပြတ်တယ်။ဟုတ်ပြီနော်ဒါနင့်နဲ့စားလို့ပြတ်တယ်။သူ့အပေါင်းကြည့်လိုက်မယ်။၄အပေါင်း၅အပေါင်း၆အပေါင်း၆အပေါင်း၅က၉၆6အပေါင်း၆က၁၂၁ရက်၉ရက်ပြန်ပေါင်းမယ်။မစဲနဲ့တည်းနှစ်ရက်တည်းအပေါင်းတော့၃မဆိုရင်သူက၃နဲ့စာလို့ပြတ်တယ်။အော်နှစ်ကောမှာ၃၄နဲ့စာလို့ပြတ်မပြတ်စဉ်းစားကြည့်မယ်66အဲ့တော့66ကို လေးနဲ့စားလို့ပြတ်မပြတ်စဉ်းစားကြည့်မယ်မရလို့ရှင်အပြင်မှာသာစားဘာမှမဖြစ်ဘူးလေးတလီလေး26ကျန်26ဆိုတော့လေး6လေး24ဆိုတော့မပြတ်တော့ဘူးဒါဆိုရင်လေးနဲ့စားလို့မပြတ်ဘူးအဲ့တော့ဒါကစားလို့မပြတ်တဲ့ဂိမ်းကလေးလေးနဲ့စားလို့မပြတ်လို့ရှင်8နဲ့လည်းစားလို့မပြတ်တော့ဘူးဟုတ်ပြီနော်အဲ့တော့9နဲ့စဉ်းစားကြည့်မယ်ဒီမှာ6နဲ့ဆုံးတဲ့အတွက်ကြောင့်မလို့9နဲ့စားလို့မပြတ်ဘူး။ Oh sorry ၅နဲ့လည်းစားလို့မပြတ်ဘူး။ ဟုတ်ပြီလားအဲ့ခါမှာစမရစစမှာဒီ၄နဲ့လဲစားလုံးမပြတ်ဘူး၈နဲ့လဲစားလုံးမပြတ်ဘူး၅နဲ့လဲမပြတ်ဘူး၆နဲ့ဆုံးတာဖြစ်တဲ့အတွက်ကြောင့်၁၀နဲ့လဲစားလုံးမပြတ်ဘူးအဲ့တော့၂ရယ်၃ရယ်ပေါင်းလိုက်တဲ့ခါမှာ၃ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့သူက၉နဲ့လဲစားလုံးမပြတ်ပါဘူးဒီတော့ဒီစာကိုရေးတဲ့ခါမှာ၄,၅၆၆ကို၂ကော်မှာ 3ဖြင့်အပြည့်စားနိုင်ပြီး4ကောမ8ကောမ5ကောမ9ကောမ10တို့ဖြင့်အပြည့်မစားနိုင်ပါအဲ့တော့ဆရာမတို့9530ကိုစပြီးစဉ်းစားကြည့်မယ်သူကစုံကိန်းဖြစ်တဲ့အတွက်ကြောင့်မလို့နှစ်နဲ့စားလို့ပြတ်တယ်3နဲ့စားလို့ပြတ်မပြတ်စဉ်းစားကြည့်မယ်ခွန်အပ်ပေါင်း5အပ်ပေါင်း3အပ်ပေါင်း3ရပါတော့နော်ခွန်အပ်ပေါင်း5က12 12အပ်ပေါင်း5က15 15ဆိုတာ1ပေါင်း5ဆိုတော့6ဒီတော့6ရလို့ရှိရင်ကျမတို့သိထားရမှာဒီ3နဲ့စားလို့ပြတယ်3ရမယ်6ရမယ်9ရမယ်ဆိုရင်3နဲ့စားလို့ပြတယ်ဒါဆိုရင်2,3 4နဲ့စားလို့ပြမပြစဉ်းစားကြည့်မယ်30ကို4နဲ့စားကြည့်မယ်4နဲ့စားလို့မပြတ်ပါဘူးအဲ့တော့4နဲ့စားလို့မပြတ်ရင်8နဲ့လည်းစားလို့မပြတ်ဘူးဒါသိပြီသား အဲ့တော့4.8ကစားလုံးမပြတ်ဘူး9နဲ့စားလုံးပြတ်မပြတ်စဉ်းစားကြည့်မယ်။၃ရနဲ့ဆုံးတဲ့အတွက်ကြောင့်မလို့9နဲ့စားလုံးပြတ်မယ်။6ပဲရတာဖြစ်တဲ့အတွက်ကြောင့်9နဲ့စားလုံးမပြတ်ဘူး။10က၃ရနဲ့ဆုံးတာဖြစ်တဲ့အတွက်ကြောင့်10နဲ့စားလုံးပြတ်တယ်။ဒါဆိုလို့ရှိရင်ဆရာမတို့ရေးမယ်9,930ကို2ရက်3ရက်5ရက်10ရက်ကစားလို့ပြတ်ပြီးတော့မှ4.8.9ကအပြတ်မစားနိုင်ဘူးဆိုတဲ့အကြောင်းရှင်းပြရပါမယ်။ ။ဒါရင်းနှီးရတစ်ခါပြောပြပြီဆိုတော့ကလေးတို့သိပါတယ်။8953 300ခုစေရာ1000သိ9350230ဟုတ်ပြီ။စုံကိန်းဖြစ်နေတော့နှစ်နဲ့စားလို့ပြက်မယ်။နောက်တစ်ခုကစမတို့ဒါကိုအပေါင်းကြည့်လိုက်မယ်ခွန်အပေါင်း၁အပေါင်း၅အပေါင်း၂အပေါင်း၃အပေါင်း၃ရပါတော့ခွန်ရဲ့၁ရဲ့က၈၈အပေါင်း၅က၃ 73အပေါင်းနဲ့က15 15အပေါင်း3က18 18ဆိုတာက1အပေါင်း8ဆိုတော့9ရတယ်1အပေါင်း8က9ရတယ်ဆိုတော့3နဲ့စားလို့ပြတ်တယ်9နဲ့လည်းစားလို့ပြတ်တယ်ဒါစားလို့ပြတ်တဲ့ခင်းကိုတည်သွားပြီဟုတ်ပြီနော်30က4နဲ့စားလို့မပြတ်ဘူး4နဲ့မပြတ်လို့ရှင်8နဲ့လည်းမပြတ်ဘူးဟုတ်ပြီနော်နောက်တစ်ခုကကြတော့ဆရာတို့3ညနဲ့ဆုံးတဲ့အတွက်ကြောင့်မလို့30နဲ့စားလို့ပြတ်တယ် အဲ့တော့နှစ်သုံးပြီးတော့မှ၃ညအော် sorry 9ဆံမလို့မိကြံခဲ့နှစ်သုံးက90နဲ့စားလို့ပြင်မယ်အဲ့တော့ခုနှစ်သိန်း15230ကိုနှစ်သုံး9930ဖြင့်အပြတ်စားနိုင်ပြီး၄၈တို့ဖြင့်အပြတ်မစားနိုင်ပါစာလင်က320နဲ့က325ဒီမှခင်းဖြစ်တဲ့အတွက်ကြောင့်နှစ်နဲ့အပြတ်မစားနိုင်ဘူး ဟုတ်ပြီနော်ဒါမစားနိုင်တဲ့ဟာကိုကျွန်တော်တို့ဒီလိုရေးလိုက်မယ်နှစ်နဲ့အပြတ်မစားနိုင်ဘူးပေါင်းမယ်၃အပေါင်းနဲ့ကငါငါအပေါင်း၅က၁၀၁ဆိုတာက၁ပေါင်း၃ညာက၁၁ပဲရတာဖြစ်တဲ့အတွက်ကြောင့်၃နဲ့လည်းအပြတ်မစားနိုင်ဘူးနောက်တစ်ခုက၂၀နဲ့ငါ25ဆိုတော့ကျွန်တော်၄နဲ့စဉ်းစားတော့၄၅လေး20၄၆လေး24 25ကိုမပြတ်တဲ့အတွက်ကြောင့်မလို့သူက၄နဲ့လည်းပြတ်မစားနိုင်ဘူး၄နဲ့မစားနိုင်ရင်၈နဲ့လည်းမစားနိုင်ဘူး ဟုတ်ပြီနော်ပေါင်းလိုက်လို့ဒီမှာက30ရတယ်တိရတာဖြစ်တဲ့အတွက်ကြောင့်ကိုးနဲ့လည်းမစားနိုင်ဘူးသူ့စားလို့ပြက်တာက9နဲ့ပြက်မယ်25နောက်က9ဆုံးတာဖြစ်တဲ့အတွက်ကြောင့်9နဲ့စားလို့ပြက်တယ်30နဲ့လည်းစားလို့မပြက်ဘူးဒါဆိုရင်320နဲ့9ကို9တခုတည်းနဲ့ပဲစားလို့ပြက်တယ်ဟုတ်ပြီနော်9 3 4 8 9 30တို့ဖြင့်အပြက်မစားနိုင်ဘူး9နဲ့ပဲစားနိုင်တယ်ဆိုတဲ့အကြောင်းရှင်းရမယ်အဲ့တော့325ကို9ဖြစ် အပြည့်စားနိုင်ပြီး2 3 4 6 9 10တို့ဖြင့်အပြည့်မစားနိုင်ပါအဲ့တော့စဉ်းစားကြည့်မယ်3200စုံကိန်းဖြစ်တဲ့အတွက်ကြောင့်မလို့နှင်းနဲ့စားလို့ဖြစ်မယ်အဲ့တော့သူ့ကိုပေါင်းကြည့်မယ်3အပေါင်း2အပေါင်း6အဲ့တော့3ရဲ့2ရဲ့ပေါင်းတာက9 9ရဲ့6ရဲ့က73 73ဆိုတာ1အပေါင်း3က၄ဒါဆိုရင်သူကဘာ3နဲ့လည်းစားလို့မပြတ်တော့ဘူး6မရအောင်ဆို6နဲ့လည်းစားလို့မပြတ်တော့ဘူး ၃ည၃ည၈ဆိုတော့သူက sorry ဒါက၃ည၉ည၉ကစားမပြတ်ဘူးစုံကိန်းဖြစ်တော့နှစ်နဲ့စားလို့ပြတ်တယ်ပြီးတော့မှ၈၀ကလေးနဲ့လည်းစားလို့ပြတ်မယ်၈နဲ့လည်းစားလို့ပြတ်မယ်၃ည၄နဲ့ဆုံးရင်၅နဲ့လည်းစားလို့ပြတ်တယ်၁၀နဲ့လည်းစားလို့ပြတ်တယ်ဟုတ်ပြီနော်ဒါဆိုရင်ဒီစားကိုဆရာမတို့ကရေးကြည့်ပါမယ်၃၂၆နဲ့၈၀၀ကိုနင့်နော်နေ့ကောမှာ၄၄၅၈၁၀လို့ဖြစ်အပြတ်စားနိုင်ပြီ တောင်းပေါ်မှာကိုလို့ဖြစ်အပြက်မစားနိုင်ပါဒါလေးကလွယ်လွယ်လေးပါဟုတ်ပြီလားအောက်ပါလို့ကို7ဖြစ်အပြက်စားနိုင်မစားနိုင်ဆန်းဆက်ပါတဲ့အဲ့တော့7နဲ့အပြက်စားနိုင်လားမစားနိုင်ဘူးလားဆိုတော့ဆန်းဆက်ကြည့်ပါမယ်အဲ့တော့ကကြီးခဝေးကငယ်ကကြီးစမတို့ဒါလေးဆက်ပြီးတော့တွက်ကြည့်အောင်ဟုတ်ပြီနမကကြီးက 4000 3000 sorry 4000 6000 3000 4000 3000 317နေတုံးနှစ်တုံးတက်တက်အရင်အောင်ဆုံးဆရာမတို့ကမှားနေရကိန်းတွေကိုကြည့်ကြည့်လိုက်မယ်တနဲ့တော့ဒါမှနေရကိန်းစုံနေရကိန်းတွေက၄နဲ့၁ဟုတ်ပြီမှားနေရကိန်းတွေပေါင်းလိုက်မယ်၃အပ်ပေါင်း၃အပ်ပေါင်း၁ဒါမှနေရကိန်းတွေနဲ့စုံနေရကိန်းတွေကြည့်မယ်၄အပ်ပေါင်း၄အပ်ပေါင်း ချက်ဟုတ်ပြီပေါင်းလိုက်မယ်3အပေါင်း3 6 6အပေါင်းချက်ကခွန်အနုတ်4အပေါင်းနှစ်က6 6အပေါင်းတက်ကခွန်ဒါဆိုရင်သူ့ကိုဆရာမတို့ကရှင်းလိုက်တာကတုံညရရယ်ဆိုရင်ဆရာမတို့ဒီ4332317ကို17နဲ့အပြတ်စားနိုင်တယ်ဒါဆိုလို့ရှိရင်ဒီမှာဆရာမတို့ရှင်းလိုက်မယ်4332317ကို17ဖြင့်အပြည့်စားနိုင်သည် နမခခွေ90ရာထောင်တောင်9860ဟုတ်ပြီအဲ့တော့စမမှဂိမ်းလေးတွေကိုဝိုင်းမယ်မနေရာမှာရှိတဲ့ဂိမ်းလေးပေါ့နော်၃ညရဲ့၈ရဲ့၅ရဲ့ကမှနေရာမှာရှိရဲ့ဂိမ်းဒီအဲ့တော့သူ့ကိုပေါင်းလိုက်မယ်၅ရဲ့၅အပေါင်း၈ဟောပြီနော်ပြီးတော့မှအပေါင်း၃ညပြီးတော့အနောက်ခွန်အပေါင်း၆အဲ့တော့ပေါင်းလိုက်မယ်၅အပေါင်း၈က၃ ီးတော့မှဒါကအန်နော့ခွန်အပေါင်း6ကလည်း73အဲ့ဒါဒီနောက်ခုခြားနာချင်းက3ညရတယ်ဒါကြောင့်မလို့9 8 6 3ညကို7ဖြင့်အပြက်စားနိုင်သည်7ဖြင့်အပြက်စားနိုင်သည်အဲ့ဘယ်နော်လေ့ရှင်းလိုက်ရုံပါပဲ။ကားငယ်က400နဲ့ 30အဲ့တော့430ကိုလည်းဆင်မတော့ပေါင်းကြည့်မယ်ဒါကမနေရာမှာ3ညရယ်နောက်ပေါ့4ရယ်အဲ့တော့သူ့ကိုရှင်းတော့4ရယ်အပေါင်း3ညရယ်နောက်က anode 3ရယ်ဆိုပြီးတော့လာမယ်4ရယ်အပေါင်း3ညက4 anode 3ဆိုတော့သူ့ကိုရှင်းတော့တက်ရတယ်တက်ကိုဆင်မတော့17နဲ့မစားနိုင်ဘူး17နဲ့စားလို့မဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့430ကို17ဖြင့်အပြည့်မစားနိုင်ပါ ပါပြီနော်နောက်တစ်ခုကဂါချီ10603001ဟုတ်ပြီအဲ့တော့ဒီကမှာကိန်းလေးတွေကိုဆရာမတို့ရွေးထုတ်လိုက်မယ်တဲ့ရ3ရ6ရ7ရအဲ့ပြီးတော့နောက်က3ည3ည3ညရဟုတ်ပြီနော်အဲ့တော့ပေါင်းလိုက်မယ်7အပေါင်း6အပေါင်း3အပေါင်း7ရဲ့အနုတ်3ညအပေါင်း3ညအပေါင်း3ည ုံညအပေါင်းတုံညအပေါင်းတုံညဆိုပြီးရေးလိုက်မယ်။ဟုတ်ပြီ။အဲ့တော့6 7ဆိုတော့ခွန်8 9 10 17ဒါက17ရတဲ့အနုတ်တုံည17အနုတ်တုံညက17ရတဲ့အတွက်ကြောင့်မလို့တုံည6တုံည3တုံည7ကို17ဖြင့်အပြည့်စားနိုင်သည် ဟုတ်ပြီဒါဆိုလို့ရှိရင်ဆရာမတို့ဒီနေ့သွားခဲ့တယ်လေ့ကျင့်ခန်းနဲ့သမသုံးရက်ရှေ့ကသူနဲ့ပတ်သက်တဲ့အာတင်ငန်းစာတွေပေါ့နော်ကလေးတို့ကောင်းကောင်းရသွားပြီလို့ထင်ပါတယ်ကျေးဇူးပြုပြီးတော့ like comment နဲ့ subscribe လုပ်ပေးပါ share လုပ်ပေးပါရှင်အခုလိုအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်